ဟယ်လိုဝဲမင်္ဂလာပါရှင်ဘယ်ဟုတ်အကျူကေရှင်းအင်စတီကျူ channel ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့ယင်းစီအင်ကြီးပုံသိနီးအကြောင်းအရာလေးကိုပြသပေးမှာဖြစ်ပါတယ်ရှေခွဲအင်ကြီးယင်းစီအင်ကြီးဟိုအစီအပြေလို့ခေါ်လို့ရပါတယ်ဒီလိုယင်းစီအင်ကြီးပုံသိနီးရှေခွဲအင်ကြီးပုံသိနီးမပြခဲ့ပါဆိုရင်ဒီလိုမျိုးပုံသိနီးဆွဲဖို့အတွက်ဘယ်အရာတွေကိုတိုင်းမလို့လဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြပါ အရင်ဆုံးတိုင်းဖို့လိုတာကပခုံးတိုင်းပဲပခုံးပြီးရင်လက်ရှည်တိုင်းပဲလက်ရှည်တိုင်းတဲ့အခါမှာဆိုရင်ဒီပခုံးရဲ့အစုံကနေပြီးတော့ကိုလူချင်းနဲ့လက်ရှည်အရှည်ကိုတိုင်းရမှာအဲ့ဒါကိုလက်ရှည်လို့ခေါ်ပြီးတော့လက်ဝါကြတော့ကိုအဲဘယ်နေရာကိုလူချင်းလဲပခုံးကနေတိုင်းလိုက်တဲ့လက်ရှည်အဲ့နေရာမှာရက်လိုက်ပြီးဆိုရင်ကိုလူချင်းကအဲ့နေရာဆိုပြီးရက်လိုက်ပြီးဆိုရင်အဲ့နေရာကလက်ကဲလက်ရဲ့အခြေအရဘလောက်ရှိလဲအဲ့အခြေကိုတိုင်းတာကိုလက်ဝါလို့ခေါ်တယ်ပြီးကြရင်ဂျိုင်းယင်းခါတိုင်းပဲခါ ားပြီးရင်ခါရှည်တိုင်းပဲခါရှည်ရာဒီပခုံးကနေပြီးတော့ဟိုဘလောက်လိုချင်လဲလိုချင်တဲ့နေရာအထိကိုတိုက် နိုနိုချင်တဲ့နေရာအထီကိုအခါရှည်လို့ခေါ်တယ်အဲ့နေရာမှာရက်ပြီးတော့အဲ့နေရာက ကိုလိုချင်တဲ့နေရာကကိုလုံးရဲ့အခြေအားဘယ်လောက်ရှိလဲအဲ့ဒါကိုတင်လို့သတ်မှတ်လို့ရတယ်ဒီလိုမျိုးပခုံးလက်ရှည်လဝါဂျိုင်းရင်ခါခါရှည်တဲ့ဒါတွေကတိုင်းဖို့လိုအပ်တဲ့အရာတွေအဲ့ဒါပြီးရင်ဒါတိုင်းဖို့လိုအပ်တဲ့အရာတွေပြီးသွားပြီဆိုတော့ကြတော့ရင်းစည်းပုံစံကြီးကိုကြည့်လိုက်ရအောင် အရင်ဆုံးခါရှည်ခါရှည်ဟိုဆိုရင်ကိုလိုချင်တဲ့ခါရှည်ရဲ့အဲခါရှည်ကိုနှစ်လက်မပို့ပြီးတော့ထားပေးရမယ်ဒီမှာဆိုရင်16လက်မဆိုရင်16လက်မခါရှည်လိုချင်တယ်ဆိုရင်16လက်မကိုနှစ်လက်မတို့တော့20 M120 ယူပေးရမယ်ခါရှိကိုဒီမှာကျတော့အစားထိုးသွင်းထားတာဒီနေရာ session လက်မှတ်နေရာမှာဆိုရင်ကိုကြိုက်တဲ့နေရာခါရှိကိုယူပေးလို့ရတယ်ဒါကနှစ်လက်မှတ်တို့ပေးရတဲ့အကြောင်းရင်းကကျတော့အောက်ကခောက်စာဒီလက်ချုပ်လိုက်ဖို့အတွက်ခောက်စာပိတ်စာတွေကကျတော့အဲ ဘယ်လိုပြောလဲဒီအနာသားတွေမရှိဘူးအဲ့တော့ကျတော့ညှက်ထားတာဆိုတဲ့အတွက်ကြောင့်မျိုးခောက်ပြီးတော့လက်ချုပ်လိုက်ပေးရမယ်အဲ့လက်ချုပ်လိုက်ဖို့ခောက်ဖို့အတွက်တလက်မကွဲရဲ့အပေါ်ကပခုံးဝင်တည်တဲ့ခါမှဆိုရင်မားမှုရဲ့လိုတယ်အဲ့တော့တလက်မကွဲရဲ့ငါမှုရဲ့ဆိုတော့နှစ်လက်မလိုတယ်ပြီးကြရင်ပခုံးပခုံးဝင်ကြတော့ဒီ တိုင်းလိုက်တဲ့ပခုံးကိုနှင်းနဲ့စားပြရမယ်။နှင်းနဲ့စားပြီးတော့0.5ကကြတော့ငါးမှုနဲ့အတူတူပဲအဲ့ဒါ0ငါးမှုတိုးပေးရမယ်။ဒီမှာဆိုရင်အစားသွေးထားတာကပခုံးက14လက်မှတ်ရှိတယ်။အဲ့တော့နှင်းနဲ့စားတော့ခုနှစ်အဲ့ဒါကိုမှ9မှုတို့တော့ကြတော့9လက်မှခွဲ9လက်မှနဲ့9မှုရှိတယ် နောက်ခြိုင်းခြိုင်းကိုကြတော့ဟိုတိုင်းလို့ရတဲ့ခြိုင်းကိုနှစ်နဲ့စားပေးရမယ်ဒီမှာဆိုရင်ဒီတိုင်းလို့ရတဲ့ခြိုင်းက73လမခွဲ73လမခွဲကိုနှစ်နဲ့စားတော့6.75 6.75ဆိုတော့ကြတော့ဒီလိုမြန်မာလို့ပြောမယ်ဆိုရင်6လမနဲ့6လမနဲ့3မှန်လို့ပြောလို့ရတယ်နောက်တစ်ခုယင်း ရှင်ကိုကြတော့လင်းနဲ့စားပေးရမယ်လင်းနဲ့စားပြီးတော့နှစ်လက်မှတိုးပေးရမယ်ဒီမှာဆိုရင်အစားသိုးသွင်းထားတာက29ကိုလင်းနဲ့စားပြီးနှစ်လက်မှတိုးတော့ကိုလို9.25ညီမလို့ပြောရင်ကြတော့ကိုလက်မှနဲ့တမတ်လို့ပြောလို့ရတယ်ညီမခါကလည်းအဲ့တိုင်းပဲရင်ခါတင်ကအဲ့လိုမျိုးလင်းနဲ့စားပြီးတော့နှစ်လက်မှပဲတိုးပေးရမယ်ဒီမှာဆိုရင်လည်းခါမှာ24အစားသွင်းထားတယ်24ကိုလင်းနဲ့စားပြီးတော့နှစ်လက်မှတိုးတော့7လက်မှ ဒီမှာတင်ရ30အစားသွင်းထားတယ်30ကို6နဲ့စားပြီးတော့နှစ်လက်မတူတော့ကြတော့ခုနှစ်လက်မကွဲခုနှစ်လက်မငါမူဒါကကြတော့ဒါရင်းစင်းညှပ်ဖို့အတွက်နောက်ချမ်းရဲ့ပုံသင်ကြီးအဲ့ဒါဆိုရင်ဒီပုံသင်ကြီးကြည့်ပြီးတော့ပြီးဆိုတော့ဒီအစစ်လိုက်ဘယ်လိုမျိုးညှက်ကားမလဲဆိုတာကိုဗီဒီယိုလေးကြည့်လိုက်ကြအောင်ကျောင်းတော့ညတော့မယ်ဆိုရင်ဒီလိုနှစ်ခေါက်ခေါက်ပေးရပါမယ်ဒီမှာတော့ပုံသေးလေးမျိုးပဲပြတာဖြစ်တဲ့အတွက်လက်မနေရာမှာစင်တီမီတာကိုအသုံးပြုသွားပါမယ် တယ်။အရင်ဆုံးအချိုးချရုံးမယ်ဆိုရင်အရှိခါရှိကိုရင်တိုင်းပေးရပါမယ်။ခါရှိကအစာတူထားတာ၁၈နလမတော်တော့ကြတော့20ကိုဒီမှာရှားတော့စင်တီမီတာနဲ့ပဲပြထားတာ20စင်တီမီတာဆိုပြီးယူလိုက်ပါတယ်။ပြီးကြရင်အောက်ခြေကိုတစ်ဖက်ကိုဒီအနေရအနေရလိုက်ကိုခုနလမခွဲသွားပါမယ်။အပေါ်အရှိခါရှိ20ယူထားတဲ့နေရာမှာလည်းခုနလမခွဲသွားပါမယ်။ ဒီလိုဒုက္ခတဲ့အကြောင်းရင်းကြတော့ဒါပခုံးပခုံးအတွက်ခုနလမ်းမောက်ပဲပေါ့နော်ပခုံးအစားလိုထားတာကခုနလမ်းမောက်ပဲဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒီဟိုပနဲ့ဒီပနဲ့ညီအောင်လို့လုပ်ပြရပါအဲဒါညီပြီးဆိုရင်ဒီမှာပခုံးမြင်းဆဲမယ်ဒါပခုံးမြင်းခုနလမ်းမောက်ကွယ်ဒါတော့ပခုံးနေရာမှာကိုယ်ရဲ့ရှိတဲ့ပခုံးကို အဲ့နည်းနဲ့စားပြီးတော့ငါမှုတိုးပြီးတော့ကြိုက်တယ်လို့လို့လို့ရပါတယ်ဒါကဒဲပင်းရဲ့အခြေ၃လက်မှာဒီကြောင့်ဒဲပင်းအောက်ချတာကတလက်မှကွဲပဲခြားပြီးပါမယ်ဒါကတော့ပုံမှန်ပါပဲအဲ့အခြေအခြေကိုကိုကြိုက်တဲ့ပုံမှုတီးပြီးတော့ခြားလို့ရပါတယ် အဲ့လိုမျိုးဒီလို၄00တွေလုံးပဲ၄00တော့ပြပြီးဆိုရင်ကိုလိုချင်တဲ့ level ပေါင်းအနေထားလေးကိုခဲဒီနဲ့ဆွဲပေးလိုက်ပါရပြီပြီဆိုရင်ခုနလမ်းမခွေရနေအောက်ကို၃မှတ်ချ၃မှတ်ချပေးပါမယ်။ သုံးဝက်ချပြီးတော့ဒီဘက်ကလဲပင်းရဲ့အကျဲအဆုံးကနေပြီးတော့ဒီသုံးဝက်ချထားတဲ့ဆီကိုဒီလိုမျိုးဆက်ပေးပါမယ်ဆက်ပြီးတော့အောက်ကိုခြိုင်းရက်အတွက်6လမနဲ့သုံးဝက်ချပေးပါ6လမနဲ့သုံးဝက်မြင်းဖြောက်ဆဲပေးပါမယ်အဲ့ဒီခြိုင်းရက်အဆုံးနေရာမှာဆိုရင်ရင်ရှိပါမယ်ရင်ကတော့ဒီမှာအစားထိုးထားတာ29ဖြစ်တဲ့အတွက်ကြောင့်လို့၄နဲ့စားပြီး6လမတိုးတော့6လမနဲ့တမန်ချထားပေးထားပါတယ်ဒါတော့ ရှင်ရောဒီဒါကအစားထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကြိုက်တယ်လို့ဘယ်လိုအနေထားဖြစ်ဖြစ်ဖြစ်ထားလို့ရပါတယ်။ပြီးရင်အဲ့ချိုင်းချထားတဲ့ဟာကိုသုံးဖို့ပုံပါမယ်။သုံးဖို့ပုံပြီးတော့အဲ့အောက်ဆုံးအနေရာလေးရနေပြီးတော့အထဲကိုငါမှုဝင်ပေးပါမယ်။ငါမဝင်ပြီးတော့ဂျိုင်းပုံစံလေးပေါ်အောင်ဂျိုင်းပုံစံလေးပေါ်အောင်ခဲလေးနဲ့ဆွဲပေးပါမယ်။ ီမှာဆိုရင်ခြိုင်ပုံစံလေးရသွားပါပြီအဲဆိုရင်ဒါခါအတွက်သွားပါမယ်ခါကိုကြာရင်ဘယ်ဘက်ကနေတိုင်တိုင်ရတယ်လေဘေးယူထားတဲ့နေရာဖြစ်ဖြစ်ဒီမှာဆိုရင်မညံ့ကသေးတာဖြစ်တဲ့အတွက်အဆုံးနေရာပဲဖြစ်ဖြစ်တိုင်ပြီးတော့14လက်မပါခါရှိပါမယ်ဒီပခုံးကနေဒီပခုံးကနေတိုင်းလိုက်တဲ့နေရာနေပြီးတော့အောက်ကို14လက်မမှာခါရှိပါမယ်။ ခါဆိုရင်လည်းဒီရင်တိုင်းပဲလေးနဲ့စားပြီးတော့နှစ်လက်မတိုးအောင်မှာဒီမှာဆိုရင်အစားထိုးသွင်းထားတဲ့ခါက24ရှိရတဲ့ကြောင့်မလို့နှစ်လက်မပေါင်းတာနဲ့၈လက်မထားထားပေးပါတယ်။ဒါတော့ကိုယ့်ရဲ့ခါပုံမှုတည်ပြီးတော့လေးနဲ့စားနှစ်လက်မတိုးကိုကြိုက်တယ်လို့ယူလို့ရပါတယ်။အဲဆိုရင်နောက်ဆုံးတင်းနေရဖြစ်သွားပြီ။အဆုံးနေရကတင်းနေရဆိုတော့ကြတော့ဒီမှာ30အစားထိုးထားတာဖြစ်တဲ့အတွက်ကိုလက်မကွယ်အဲ့နေရကနေပြီးတော့အပေါ်ကို၃မှတ်တက်ပေးပါမယ်။

ီလိုမျိုးဆက်လိုက်တဲ့အခါမှာဆိုရင်ဒီလိုတောင်ကျိုးကြီးမညက်ပေးရပါဘူးဒီလိုမျိုးခဲနေနေဆွဲပြီးတော့ပဲဖြစ်ဖြစ်ကိုပါကိုလက်ကမှန်းနိုင်နေဆိုရင်တော့ဒီလိုပြပြလေးညက်ပေးသွားပါမယ်တောင်ကျိုးကြီးဆိုရင်တောင်ကျိုးကြီးမညက်ပေးရပါဘူးဒီလိုဆက်ထားတဲ့အတိုင်းဒါဆိုရင်အင်ဂျီရဲ့နောက်ချမ်းပြီးသွားပါပြီ။ နောက်ဆန်းပြီးပြီဆိုရင်အဲ့အတိုင်းလေးညှက်ပေးသွားပါမယ်ဒီမှာဆိုလဲပြပြလေးညှက်ပေးမယ်ခါနဲ့ကျင်းရနေပြီးတော့ခါးစီသွား တော်ခါနေပြီးကြည်စီသွားတဲ့နေရာမှာဆိုလည်းဒီလိုတောင်ကျိုးတိုင်းဆက်ထားတဲ့အတိုင်းမဟုတ်ပဲねပြည်ပြည်လေးပဲညက်ပေးသွားပါမယ်ဒီမှာကတော့ဆက်ကုနဲ့မို့လို့လှဲ့လို့ရတာပေါ့เนาะပိစာနဲ့ဆိုရင်တော့မလှဲ့ဘဲနဲ့လက်အဆင်ပြေတယ်လို့ညက်ပေးသွားပါမယ် ခါဆိုရင်အင်ဂျီရဲ့နောက်ထမ်းရပြီးသွားပါပြီဒီကနောက်ထမ်းကအသေးပုံစံပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဘကိုပိတ်စားနဲ့ညှက်တယ်ဆိုရင်လက်မနဲ့အကြီးအနေနဲ့ဒီတိုင်းပဲညှက်ပေးသွားရင်အဆင်ပြေပါတယ်ဒီတစ်ခေါက်ကတော့နောက်ထမ်းပုံသင်နီးရိုးပြပေးသွားတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးကျေးဇူးတင်ပါတယ်